သူမြောင်းပြန်လည်ရယူခြင်းအဆိုကထရန့်လိန်ညာနေဟုပနမားတမရပြောကြသူမြောင်းပြန်လည်ရယူခြင်းနဲ့ပတ်သက်တဲ့ဆိုတဲ့အဆိုကအမေရိကန်သမ္မတထရပ်ကလိန်ညာနေတာဖြစ်ကြောင်းပနမားသမ္မတပြောကြားထားတာကို ရိုက်တာသတင်းမှဖော်ပြထားပါတယ်။တပင်သမ္မတထရပ်ကလိန်ညာနေပါတယ်။ပနမားသူမြောင်းပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှာထရပ်ပါဝင်ခြင်းမရှိဘူးလို့လည်းပနမားသမ္မတကပြောကြားထားပါတယ်။ ပနမသူများဟာတရုတ်ရဲ့ထိန်းချုပ်မှုအောက်ရောက်ရှိနေပြီးအမေရိကန်ဟာသူများကိုထိန်းချုပ်သင့်တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကထုတ်ဖော်ပြောဆိုထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းတရုတ်ဗန်နာရေးစီမင်းဥပဒေများအောက်မှာနှိပ်ပတ်နေရတာဖြစ်ပြီး1998ခုနှစ်ကလေးကစိတ်ကမ်းများကိုလည်းပတ်နေခဲ့ပါတယ်။ပနမသူများရှင်စိတ်ကန်းတစ်ခုရောင်းချမှုမှာပနမအစိုးရရဲ့ခွင့်ပြုချက်လိုအပ်မှာဖြစ်ပါတယ် 50သမားရှေးလျားတဲ့ပနမာသူများဟာအတ္တလန်တိုင်းနဲ့ပစိဖိတ်သမုဒ္ဒရာအကြားအ धिक ဆက်သွယ်ရရေးလမ်းကြောင်းလည်းဖြစ်ပါတယ်။မတော်ရင်တဘာဝတန်ငွေအချားကုန်ပစ္စည်းနဲ့စီရေရင်တွေတည်ဆောင်တဲ့ကွန်တိုင်နာသင်္ဘောတွေအပါအဝင်နှစ်စဉ်နှစ်တိုင်းသင်္ဘော14000ဖြတ်တန်းသွားရရေးလမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။